တောင်းလေးလေးအပင်ပြင်းငလင်တန်းတင်းသွဲကူညီတွားကြရအောင်လားခင်ဗျာငလင်ဘေးတင်ပြည်သူတွေကိုကူညီဖို့ရန်ကုန်မြို့ကလူစီကားတဲ့နေရာတွေမှာစာရေးဆရာတွေစုပေါင်းပြီးကြိုးပမ်းနေကြတာပါဒါကတော့စာအုပ်တွေကိုကြိုက်တဲ့လောက်ယူကြိုက်တဲ့လောက်လှူအစီအစဉ်နဲ့ရန်ကုန်ငွေရှာနေကြတာလည်းဖြစ်ပါတယ်စာရေးဆရာတွေရဲ့စာကြည့်စပွဲတွေပေါ်ကစာအုပ်တွေကိုစူးစီးပြီးဒီအစီအစဉ်ကိုလှုပ်ဆောင်နေတာလို့ရန်ကုန်ငွေရှာဖွေရေးမှဥဆောင်တဲ့ စားရေးဆရာလင်းလက်ကျော်က RFA ကိုပြောပြပါဗျ။ဒီကြိုက်တလောက်ယူကြိုက်တလောက်လှူဆိုတဲ့အစီအစဉ်လေးကတော့ကျွန်တော်တယောက်တည်းနဲ့လည်းမရပါဘူးခင်ဗျာ။အဲ့တော့ကျွန်တော်နဲ့အတူရန်ကုန်မြို့မှာရှိတဲ့စားရေးဆရာဆရာမတွေအားလုံးရဲ့စာကြည့်စပွဲလေးတွေ၊စာအုပ်စင်လေးတွေမျိုးစာအုပ်အကောင့်တွေအကောင့်လေးတွေတနိုင်လေးတွေယူလာရင်းနဲ့မှဒီလိုစာအုပ်လေးတွေစုစည်းမိပြီးတော့မှကျွန်တော်တို့စာအုပ်လေးတွေကိုတင်းတလောက်ဈေးနဲ့မတက်မှတ်ပဲနဲ့ကြိုက်တလောက်ယူပါ စေတနာရှိတော့ပဲပြန်လူပါငလင်ဘေးအတွက်အလူဖြစ်ပါတယ်ဆိုပြီးတော့အဲ့ဒီကောင်းစင်လေးနဲ့စတင်လှူရှားမိကြပဲဖြစ်ပါတယ်ခင်ဗျာငလင်ဘေးတင်ပြည်သူတွေအတွက်လူဒမ်းမဲ့စာအုပ်ရောင်းပွဲကိုတော့ April 3ရက်နေ့ကနေ10ရက်နေ့ထိပြုလုပ်နေတာဖြစ်ပါတယ်ဒီကရတဲ့ငွေတွေကိုနိုင်ရဲကူညီမှုအသင်းကိုဆက်သွယ်လူဒမ်းသွားမယ်လို့လည်းပြောပြပါတယ်စာအုပ်ရောင်းပွဲကိုစာရေးဆရာနဲ့ဆရာမတွေအပြင်မြို့ပညာတိုင်ဝမ်ကပါအားဖြည့်ကူညီပေးနေတယ်လို့စေနာဝန်ထမ်းအဖြစ်ဆောင်ရနေတဲ့အသက်29နှစ်အရွယ်ကို VV ကိုကိုက RF ကိုပြောပါတယ်33လနော်ရဆာလမ်းမှာဆိုရင်လည်းကျွန်တော်တို့ စာရေးဆရာမတွေကိုယ်တိုင်ရောရုပ်ရှင်နဲ့သေဥစာဗီဒီယိုဒါရာတွေရောတခြား edit တွေရောအများကြီးလာပြီးတော့ပေါင်းဝင်ကြီးအဖြစ်တာကိုလည်းတွေ့ရပါတယ်ခင်ဗျာခုဒုက္ခရောက်နေတဲ့အများပြည်သူတွေကိုလည်းကျွန်တော်ပြောပြချင်တာကအားမငယ်ပါနဲ့လို့ခုဖြစ်နေတဲ့အများပြည်သူတွေရဲ့ဘေးမှာကျွန်တော်တို့ကျွန်တော်တို့တွေလည်းအများကြီးရှိနေပါသေးတယ်ဆိုတာကိုကျွန်တော်ဒီကနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာ လင်ဘေးအတွက်စာရေးဆရာတွေစုပြီးလူရန်ဖို့ကြိုးစားတာဟာစာပေသမားရှင်းရှင်းကြားမှာလဲစီးလုံးညီညွတ်မှုဖြစ်စေတယ်လို့အသက်33နှစ်ရွယ်စာရေးဆရာနောင်ရိုးတစ်ကပြောပါတယ်။ဆရာလင်းလက်ကျော်တို့နဲ့ကြောက်လည်းငူတွေကတိနေတာပေါ့နော်။လေဒီလိုစာအုပ်လေးတွေဟိုသူရောင်းပြီးတော့ငလင်ဘေးအသင့်ပြည်သူတွေအတွက်သူရမုံဝေရှာမယ်ဆိုတော့သူစီစဉ်လက်ကောင်းတယ်ဆိုပြီးတော့နောက်နေ့လဲကြားကြအောင်ကိုတိုင်ကိုကြပါဝင်ပြီးတော့လူကိုယ်တိုင်လည်းကိုယ်တိုင်ကိုယ်ရစာအုပ်တွေလည်းကိုယ်တိုင်ကိုယ်ရလက်ပါဝင်ပြီးတော့ဒါအားဖြည့်တာပေါ့အရန်ပီတိဖြစ်တယ်လို့နဲ့ပေါ့ဒါရဲ့ ဘာလို့လဲဆိုတော့တသန်းတကူမှာဒီလိုစားပြီးအချင်းချင်းစီးလုံးညီညွတ်မှုလည်းတွေ့ရတယ်ပေါ့ငလင်တန်တဲ့ပြည်သူတွေအတွက်ကုညီဖို့ကြိုက်တဲ့လောက်ယူကြိုက်တဲ့လောက်လှူစားအောင်ရောင်းချတဲ့အစီအစဉ်မှာပါဝင်လှူဒန်းကြဖို့လဲကိုတိုင်ဝယ်ယူအားပေးခဲ့တဲ့အသက်၂၅နှစ်ရွယ်ကိုအောင်လွန်းလွန်းစိုးကတိုက်တွန်းပါတယ်။ရှားအိုးရဲ့လာဝေကြပါလို့ပြောချင်ပါတယ်။ဒါပါလဲဆိုရင်ဒီငလင်မာနေပြီးပိုင်းဝဲကုညီဖို့တော်တယ်မဟုတ်ဘူးလား။ငလင်လူလူလူတွေအတွက်ပိုင်းဝဲကုညီဖို့ဖြစ်တဲ့တော်တယ်နေပြီးလာဝေကြဖို့ဖိတ်ခေါ်ပါတယ်။ ငလင်ဘေးအတွက်စောက်တွေရောင်းပြီးရံမုံငွေရှာဖွေတာကိုဧပြီ3ရက်နဲ့4ရက်နေ့တွေမှာရန်ကုန်မြို့လယ်က34လမ်းနဲ့အနွယ်ထားလမ်းတောင်းမှာပြုလုပ်ခဲ့တာပါဧပြီ5ရက်နေ့မှာတော့လဲဒန်စန္ဒာရှိမှာရောင်းချခဲ့ပြီးဧပြီ6ရက်နေ့မှာတော့မြင်းနီကုန်းနဲ့ဧပြီ9ရက်နဲ့10ရက်နေ့တွေမှာတော့34လမ်းနဲ့အနွယ်ထားလမ်းတောင်းမှာပြန်လည်ရောင်းချဖို့စီစဉ်ထားပါတယ်ခင်ဗျာ